ရှေ့တောင်အာရှဒေသတွင်းအုပ်စုရဲ့အလှည့်ကျဥက္ကဋ္ဌနေရာကို မလေးရှားကဖိလစ်ပိုင်နိုင်ငံကိုအင်ကာနီကလွှဲပြောင်းပေးလိုက်ပြီးဖြစ်ပါတယ်။ဖိလစ်ပိုင်တာဝန်ယူတဲ့2026ခုနှစ်ကာလမှာတောင်တရုတ်ပင်လယ်နယ်မြေအငင်းပွားမှုကိစ္စတွေကအဓိကနေရာယူထားမှာဖြစ်ပါတယ်။ဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ဟာအရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ရဲ့ဥက္ကဋ္ဌအဖြစ်အခုနှစ် ကုန်အထိဆက်ရှိနေမှာဖြစ်ပြီးကွာလာလမ်ပူထိပ်သီးဆွေးနွေးပွဲနောက်ဆုံးနေ့မှာဥက္ကဋ္ဌနေရာကိုဖိလစ်ပိုင်တမရဖာဒီနန်မာကိုစ်ထံကိုတင်ဂေတာတဘောတဘာပတိ၃တူလေးကို လွှဲအပ်ပေးလိုက်တာဖြစ်ပါတယ်။2026ခုနှစ်ရဲ့ပထမဆုံးနေ့မှာအာဆီယံရဲ့အခမ်းအနစ်စတင်ပါမယ်လို့အန်ဝါကပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင်ဟာဘရူနိုင်းမလေးရှားဗီယက်နမ်တို့နဲ့အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်ပြီးအိန္ဒိယနဲ့ပစိဖိတ်တမုတ်တရာနှစ်စင်းကိုဆက်သွယ်ပေးထားတဲ့တောင်တရုတ်ပင်လယ်ပြင်မှာနေမြေပိုင်ဆိုင်မှုအတွက်တောင်းဆိုမှုတွေအတူတကွပြုလုပ်နေကြတဲ့နိုင်ငံတွေဖြစ်ပါတယ်။အဲဒါကြောင့်မဟာဗျူဟာမြောက်ရေလမ်းကြောင်းကိုတဦးတည်းသာပိုင်ဆိုင်တယ်လို့ပြောဆိုနေတဲ့တရုတ်နိုင်ငံနဲ့သဘောထားကွယ်လွှဲနေကြပါတယ်။ တရုတ်နိုင်ငံကရေလမ်းကြောင်းအပေါ်မှာအချုပ်ချာအာဏာပိုင်ဆိုင်ဖို့ဘလို့ဥပဒေကြောင်းအချက်လက်မှမရှိဘူးလို့နိုင်ငံတကာတရားရုံးက2016ခုနှစ်ကဆုံးဖြတ်ထားခဲ့ပေမဲ့တရုတ်ကလိုက်နာတာမရှိပါဘူးအထူးသဖြင့်ဘေကျင်းနဲ့မနီလာကြားတင်းမာမှုတွေမကြာခဏဖြစ်နေပြီးရေကြောင်းထိတ်တိုက်တွေးမှုတွေလည်းပုံမှန်လိုဖြစ်နေတာပါ တောင်တရုတ်ပင်လယ်အရေးကသာအဓိကဆောင်ပေးရမယ့်ကိစ္စဖြစ်လာမယ်။မြေပြင်ပေါ်မှာလည်းဖြစ်ပျက်တွေကတင်းမာလာတဲ့ဓာတ်တွေကတင်းမာမှုတွေဖြစ်လာနေတယ်လို့အာဆီယံထိပ်သီးအစည်းအဝေးပွဲတက်ရောက်တဲ့အရှိတောင်အာရှတန်တမန်တဦးကအမည်မဖော်ဘဲ AFP ကိုပြောပါရယ်။အငင်းပွားရေပြင်မှာနှစ်ဖက်အပြုတ်မှုတွေကိုထိမ့်သိမ်းမှုအတွက်အာဆီယံနဲ့တရုတ်နိုင်ငံတို့အကြားကျင့်ဝတ်စည်းကမ်းတွေကိုညှိနှိုင်းဆွေးနွေးနေကြပါရယ်။နောက်နေ့မှာသဘောတူညီမှုရနိုင်ဖို့ရည်ရွယ်ထားကြတာပါ။ အဲ့လိုညှိနှိုင်းမှုပထမဆုံးအဆိုပြုခဲ့တာဟာလွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုကတည်းကဖြစ်ပါတယ်။မာကိုစ်ကကွာလာလမ်ပူထိပ်သီးအစည်းအဝေးမှာအထူးသဖြင့်တောင်တရုတ်ပင်လယ်မှာပူးပေါင်းဆောင်ရွက်မှုနဲ့အတိတ်ပဲရှိတဲ့ထိတွေ့ဆက်ဆံမှုတွေလှုံ့ဆော်ဖို့တနိဋ္ဌန်ရှိရင်အပြုသဘောဆောင်တဲ့ရလဒ်တွေရရှိလာပါလိမ့်မယ်လို့ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမဲ့မနီလာခြေစိုက်ပထဝီနိုင်ငံရေးလေလာသုံးသက်သူဒိုမက်ကလင်ကီကတော့ဖိလစ်ပိုင်ကရေချောင်းလုံချုံကြီးကိုအလေးပေးပြောဆိုရန်မျှော်လင့်နေပေမဲ့တရုတ်နဲ့ရရှိလာမဲ့ဘလို့သဘောတူညီချက်မှမဆိုတကယ်တမ်းအကောင့်ထဲပေါ်နိုင်မဲ့အချက်ပါလာမှာမဟုတ်ဘူးလို့ AFP ကိုပြောပါတယ် နောက်ထပ်တဲမာမှုတွေထပ်မံမဖြစ်ပွားရေးကိုမနီလာကတုံးအားပေးလှုံ့ဆော်သွားမှာဖြစ်ပြီးပေကျင်းနဲ့ပူပေါင်းဆောင်ရွက်ရေးကိုမြင့်တင်သွားမှာဖြစ်တယ်လို့တန်တမာတွေနဲ့လေလာဆန်းစစ်သူတွေကပြောပါတယ်။ပူပေါင်းဆောင်ရွက်ရေးမှာအလားအလာရှိတဲ့နယ်ပယ်တွေမှာရေရောင်းလုံခြုံရေးအတွက်အရေးပါတဲ့ပင်လယ်ပြင်မိုးလေဝသနဲ့ငါးဖန်းကွက်တွေရရှိရေးကိုအာမခံတဲ့ရန်ရာထူထောင်ရေးတို့လည်းပါဝင်မှာဖြစ်ပါတယ်။ ဖိလစ်ပိုင်တို့အာဆီယံလှည့်ကြဥက္ကဋ္ဌရာထူးမှာ2022ခုနှစ်ဆီယနာတင်ပြီးကလေးကပြည်တွင်းစစ်တမ်းခံနေရတဲ့မြမအရေးကိုလည်းတာဝန်ယူဖြေရှင်းရမှာဖြစ်ပါတယ်။အာဆီယံရဲ့တခြားဦးစားပေးကိစ္စရပ်တွေကိုတောင်တရုတ်ပင်လယ်ရေးကမင်းမိန်သွားအောင်လုပ်တာမျိုးမဖြစ်ဖို့တော့ဖိလစ်ပိုင်အစိုးရတို့အရေးကြီးတယ်လို့ Singapore Solaris Strategy ကနိုင်ငံတကာအရေးလှိလာသုံးသပ်သူ Mustafa Izuddin ကပြောပါတယ်။ ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲတွေပြုလုပ်ဖို့မြန်မာနိုင်ငံကပြင်ဆင်ဆောင်ရွက်နေရမှာအာဆီယံအဖွဲ့ကလိလာသူတွေဈေးလွတ်မှာမဟုတ်ဘူးလို့တန်တမန်အရင်းမြစ်တွေက AFP ကိုပြောပါတယ်။အဖွဲ့ဝင်နိုင်ငံတနိုင်ငံချင်းကတော့ဈေးလွတ်ကောင်းဈေးလွတ်နိုင်တာပါ။အဲ့ဒီအချက်ဟာနိုင်ငံတကာအသိမှတ်ပြုမှုနဲ့တရားဝင်မှုရရှိဖို့အတွက်ကြိုးပမ်းနေတဲ့စစ်အစိုးရအတွက်စိတ်ပြက်ပွဲဖြစ်ပါတယ်။ အာဆီယံဘုံသဘောတူညီချက်တစ်ခုချမှတ်နိုင်ရေးတာဝန်ကြီးတစ်ရက်ကို မနီလာရင်ဆိုင်ရမှာဖြစ်ပြီးအဲ့ဒီအထဲမှာဆီယနာသိမ်းပြီးကလေးကဒေတာတွင်အစည်းအဝေးတွေတက်ရောက်ခြင်းကနေစစ်အစိုးရခေါင်းဆောင်တွေကိုဖိတ်ကြားတာမပြုတော့ဘဲပိတ်ပင်ထားခြင်းနဲ့ပါဝင်ပါတယ်မြန်မာနိုင်ငံဆိုင်ရာအမြင့်တမ်းတန်တမန်တူခံထားနိုင်ရေးဆွေးနွေးပွဲတွေကိုဥဆောင်ကျင်းပပေးဖို့လည်းရှိနေပါတယ်မြစီမသတင်းများဆက်လက်တင်ဆက်နိုင်ဖို့အတွက်တင့်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ ဒါကြောင့်ယခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ